စစ်တကောင်းဒေသမှာမရမာမင်းကလေးငယ်မရင်ချင်းခံရမှုကိုဆန္ဒပြသူတွေနဲ့ရဲတို့ထိတ်တိုက်တွေ့လို့လူသုံးဦးသေဆုံးဘင်္ဂလားဒေ့ရှ်စစ်တကောင်းတောင်တန်းဒေသဂွီမာယာမြို့နယ်မှာမရမာကြီးလူမျိုးအသက်၁၂နှစ်အရွယ်ចောင်းတို့တူမရင်းချင်းခံရပြီးဆုံးပြေခံရမှုကိုဆန္ဒပြချသူတွေနဲ့ရဲတပ်ဖွဲ့ကြားထိတ်တဲတွေ့မှုမှာအနည်းဆုံးလူ၃ဦးသေဆုံးခဲ့တယ်လို့ BBC ဘင်္ဂါလီဘာသာစကားဌာနကရှင်းတာပါတယ်။ မိန်းကလေးမရင်ချင်းခံရတာကိုအရင်မယူလို့ဆိုပြီးခံကွက်ဆန္ဒပြကြတာအရိကနေပြီးတော့စားပြစ်သွားတာလို့စစ်တကောင်မှနေထိုင်တဲ့မြန်မာသူကပြောပါရယ်စစ်တကောင်တောင်းနန်းဂွီမာယာမျိုးနယ်မှာလမ်းပိန်းဆန္ဒပြနေတာကိုလာရောက်မေးမြန်းတဲ့ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့နဲ့ဆန္ဒပြသူတွေရုံရင်းဆန်ခံဖြစ်ပြီးတော့ပြစ်ခတ်မှုတွေစတင်နေတာဖြစ်တယ်လို့ BBC ဘင်္ဂါလီဘာသာစကားဌာနကသတင်းဖော်ပြပါရယ် ။ကျောင်းသူကစက်တင်ဘာလ23ရက်ညပိုင်းမှာကျူရှင်ကနေအပြန်မရင်ချင်းခံရတာဖြစ်ပြီးတော့လက်ကွင်းနဲ့ဆုံးမြေခံထားရတဲ့အဲ့ဒီမိန်ကလေးငယ်ကိုဆွေမျိုးတွေကပြန်တွေးခဲ့တာဖြစ်ပါတယ်။အဲ့ဒီဖြစ်ရတဲ့ပတ်သက်ပြီးတော့တန်တရားရှိသူအမျိုးသားတူကိုလည်းဖမ်းထားပြီးဖြစ်ပါတယ်။မရင်မှုတန်တရားရှိသူတွေကိုဖမ်းဆီးထားပေမဲ့လမ်းတွေပိတ်ဆို့ပြီးဘာကြောင့်ဆန္ဒပြနေရလဲလို့ဘင်္ဂလားဒေ့ရဲတပ်ဖွဲ့ကမေကိုမီမျက်နှာတွေလုခဲ့ပြီးစက်တင်ဘာလ28ရက်ဘင်္ဂလားဒေ့ဒေသစံတော်ချိန်10နိုင်လောက်မှာဆန္ဒပြပြည်သူတွေနဲ့ရဲတပ်ဖွဲ့တွေထိတ်တိုက်တွေ့ခဲ့ကြတာပါ။ အရင်ချိန်မှာနှစ်ဖက်ရုံရင်းဆန်ခါဖြစ်ခဲ့ပြီးတနပ်ပြစ်ခတ်တန်နေလဲကြားခဲ့ရတယ်လို့ဒေသခံတွေက BBC ဘင်္ဂါလီဘာသာစကားဌာနကပြောပါရယ်ဈေးဆိုင်တွေတော်တော်များများလဲမီးရှို့ခံခဲ့ရပြီးစစ်သားတွေလည်းခဲနဲ့ပြစ်ပေါက်ခံရလို့ဒဏ်ရာရတွေရှိခဲ့တယ်လို့အာနာပိုင်တွေကပြောပါရယ်မရမာចောင်းသားកောင်းစီកောင်းဆောင်ကရန်စူးစိနာနေအိမ်နဲ့ဈေးဆိုင်တွေမီးရှို့ခံလိုက်ရတယ်တနပ်ပြစ်ခတ်မှုတွေလည်းရှိတယ်တော်တော်များများလဲထိထားတယ်လို့စက်တင်ဘာ28ရက်ညနေ9:00ခွဲမှာ BBC ဘင်္ဂါလီဘာသာစကားဌာနကပြောပါရယ်သူကတော့ဒီတိုက်ခိုက်မှုတွေ ွေရုံရင်ဆက်ကမ်းမှုတွေကရွှေပြောင်းချိတ်ချလာတဲ့ဘင်္ဂလားတွေကြောင့်လို့ဆွဆွဲထားပါတယ်။ဘင်္ဂလားဒေ့ပြည်ထောင်ရေးဝန်ကြီးဌာနကတော့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့စုံစမ်းစစ်ဆေးမှုတွေပြုလုပ်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။ စရကောင်းဒေသမှာမရမာလူမျိုးစုတွေအပါအဝင်လူနည်းစုအုပ်စု၁၇ခုလောက်ကိုဌာနေလူနည်းစုတိုင်းသားတွေဖြစ်ဘင်္ဂလားဒေ့အစိုးရကသတ်မှတ်ထားပါတယ်။မရမာလူမျိုးတွေကရခိုင်ဌာနေမျိုးနယ်စုတွေမှာပါဝင်ပြီးအများစုဟာဘင်္ဂလားဒေ့နဲ့နယ်စပ်မောင်တောမြို့နယ်တွေမှာအခြေချနေထိုင်ကြပါတယ်။ DPN နဲ့ပတ်သက်ပြီးတော့ဘင်္ဂလားဒေ့ရှ်စစ်တပ်မီဒီယာနဲ့ပြည်သူ့ဆက်ဆံရေးဌာန ISPR ကသတင်းထုတ်ပြန်ရမှာတော့အခုကာလအတွင်းမှာပြည်တွင်းနဲ့ပြည်ပကဘလော့ဂါတွေကလူမျိုးစုပဋိပက္ခဖြစ်အောင်လို့မိစာထိုးလှုံ့ဆော်နေရလို့ဆွဆွဲထားပါဗျာ။